မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တော်လိုင်းအင်အားစုတွေကြားမှာအကွဲပြဲနဲ့ရန်သူဝမ်းတာအောင်မလုပ်တင်ပဲစူးစီးညီညွတ်ကြရန်အန်ယူဂျီရာယီသမရကတတိပေးတိုက်တွန်းလိုက်ပါတယ်စိတ်ဖြူကပ္ပစာ20နှစ်ကနေပြန်တက်လာတဲ့စစ်ကောင်စီရဲ့စက်တက်လေထီနှစီကို0.5တနက်နဲ့ပြစ်ချမှုမှာလေထီမောင်းသူ ကြည်ထိမှန်တန်ရတဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ တိုင်းရင်းသားလူမျိုးစုတွေညညွတ်ရန်နဲ့တော်လဲအင်အားစုတွေကြားမှာစုပေါင်းညညွတ်ကြဖို့နဲ့အကွဲပြဲတွေနဲ့ရန်သူစစ်တပ်ဝမ်းသာအောင်မလုပ်သင့်ပဲစုစည်းညညွတ်ကြဖို့အမျိုးသားညညွတ်ရေးဆိုရအန်ယူဂျီယာယီသမရဒူဝါလက်ရှိလကတတိပေးတိုက်တွန်းလိုက်ပါတယ်မနေ့ကပြုလုပ်တယ်အမျိုးသားညညွတ်ရေးဆိုရအဖွဲ့အစည်းအဝေးမှာအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်မြမနိုင်ငံရေးသမိုင်းဟာအကွဲပြဲဇလန်းတွေပြည့်နှက်နေပြီးစစ်ဆိုရအဆက်ဆက်ကလည်းသွေးခွဲတက်ရှူအုပ်ချုပ်တဲ့နီလန်းတွေကို လက်ဆွဲပြုထားတာဖြစ်တဲ့အတွက်အချင်းချင်းကြားစူးစီးညီညွတ်ကြရလိုအပ်ပြီးအကွဲပြဲတွေနဲ့ရန်သူဝမ်းသာစေဖို့မလုပ်သင့်ဘူးလို့လည်းယာယီသမဂ္ဂတတိပေးလိုက်တာဖြစ်ပါတယ်။ဒီအပိုင်းမှာချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့အကြမ်းမှာဘုံပေါင်းစည်းမှုတရက်လှုပ်ဆောင်နိုင်ဖို့ခြေလှမ်းပြင်နေမှုအပေါ်ကို ဝန်တာကြောင့်လဲတမရကပြောဆိုပြီးဘုံရန်သူဖြစ်တဲ့အကြက်ဖက်စစ်ကောင်စီကိုအမြင့်ပြတ်တုတ်တင်ချေမုံရဲအတွက်အထူးပြုရွေရမှာဖြစ်တယ်လို့လဲဆိုပါရယ်လူမျိုးစုအချင်းချင်းကြားညှို့ရေးကနေ တော်လဲအင်အားစုအလုံးညညရေးကိုရှေ့ရှုကြဖို့လိုအပ်တယ်လို့လဲဆိုထားပါဗျ။ဆရာနာရှင် တော်လဲရေးမှာအဖွဲ့ပေါင်းများစွာထွက်ပေါ်လာမှုကအင်အားတရဖြစ်ပေမဲ့လည်းတော်လဲအဖွဲ့တွေအလုံးကိုဘုံညညရေးတည်ဆောက်နိုင်ပြီးတစုတည်းတည်းစုဖွဲ့နိုင်ခြင်းကပိုပြီးအကောင်းမှုကိုဖြစ်စေမယ်လို့လဲအမျိုးသားညညရေးဆိုရအန်ယူဂျီယာယီသမ္မတဒူဝါလက်ရှိလာကတတိပေးတိုက်တွန်းလိုက်ပါတယ်ရှင်။ဒီတခါမှာတော့စိုက်ပါငွေလိန်လုပ်ငန်းကြီးတွေရဲ့ပင်မရင်းမြစ်ဖြစ်တဲ့ စစ်ကောင်စီနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကိုနိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းတွေအတွက်ရာဇဝတ်အကြောင်းအရာအရေးယူနိုင်ရေးအလေးထားလှုပ်ဆောင်ပေးဖို့ထိုင်းဆိုရအပါအဝင်နိုင်ငံအစိုးရတွေကို Justice for Myanmar အဖွဲ့ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ February လအတွင်းထိုင်းနိုင်ငံအနေနဲ့စိုက်ဘာငွေလိမ်လုပ်ငန်းတွေရှိရာမြန်မာနယ်စပ်ဒေသတွေကိုလက်စစ်မီးနဲ့လောင်စာဆီတင်ပို့မှုရပ်ဆိုင်းလိုက်တာဟာ အရေးပါတဲ့လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ခဲ့တယ်လို့ GFN ကဆိုထားပါဗျ။ဒါပေမဲ့စိုက်ပါငွေလိန်လုပ်ငန်းတွေရဲ့ပြဿနာရင်းမြစ်ကိုပြတ်မှတ်ထားခြင်းမရှိဘဲလက်စစ်မီယာယီဖြတ်တောက်ယုံနဲ့အဲ့ဒီပြဿနာတွေကိုဖြေရှင်းနိုင်မှာမဟုတ်တဲ့အတွက်မြန်မာနိုင်ငံတွင်းကစိုက်ပါရာဇဝတ်လုပ်ငန်းကြီးတွေကြီးထွားပြန့်နှံ့လာခံရတဲ့အဓိကပြဿနာရင်းမြစ်တွေကိုဖြေရှင်းရန်အရေးကြီးကြောင်း JFN ကထောက်ပြပြောဆိုထားပါတယ်။ဒါအပြင်မြန်မာစစ်တပ်နဲ့ပြည်သူစစ်တွေစီစီးဆင်းနေတဲ့ဗန်နာငွေစစ်လက်နက်နဲ့လေရင်စီရင်းမြစ်အာလုံဖျက်တော့ပြီးသူတို့ကျူးလွန်တဲ့နိုင်ငံဖျက်ကျော်ရာဇဝတ်လုပ်ငန်းတွေအတွက်ရာဇဝတ်အကြောင်းများအရေးယူတာဝန်ခံစေရေး ထိုင်းနိုင်ငံနဲ့နန္ဒကအစိုးရတွေက PRP လှုပ်ဆောင်ရန်လည်းအရေးကြီးတယ်လို့ JFN ကဆိုထားပါဗျ။ဒါကြောင့်မြန်မာစစ်တပ်နဲ့သူတို့ရဲ့ရာဇဝတ်စီဝါဂိုင်းတွေကို အပြေးတန်ဖျက်သိမ်းဖို့လိုအပ်နေပြီးနိုင်ငံဖျက်ချော်ရာဇဝတ်မှုကျွလွန်တာတွေဟာအပြစ်ပေးအရေးယူခံရခြင်းကနေကင်းလွတ်နေတာကိုလည်းအ мян ဆုံးအဆုံးသတ်ဖို့လိုအပ်တယ်လို့လည်း JFN ကထည့်သွင်းတောင်းဆိုထားပါဗျ။ထိုင်းနိုင်ငံအနေနဲ့လည်းကရင်နေကြားဆောင်တက်ခေါင်းဆောင်တွေမိသားစုဝင်တွေနဲ့မြန်မာစစ်တပ်ပေါ်ရာဇဝတ် ကြောင်းရစုံစမ်းစစ်ဆေးမှုတွေကိုတိုးချဲ့လှုပ်ဆောင်သင့်ပြီးအဲ့ဒီဒေသတွေမှာစိုက်ပါငွေလိမ်လုပ်ငန်းတွေကြီးထွားလာအောင်အားပေးကူညီခဲ့တယ်။ထိုင်းအရာရှိကြီးတွေနဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်းရာဇဝတ်ကြောင်းရစုံစမ်းစစ်ဆေးတင်တယ်လို့ Justice for Myanmar ကထောက်ပြပြောဆိုထားပါတယ်ရှင်။ မကွေးတိုင်းအသင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မကွေးတိုင်းစိတ်ဖြူမြို့နယ်ကပ္ပစ22ကနေပြန်တက်လာတယ်။အကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေဒီနှစီးကို0.5နဲ့ပြစ်ခတ်တက်ခတ်ရမှာ လေဒီမောင်းသူဟာကြည်ထိမှန်သွားခဲ့ပြီးပြင်းထန်ဒဏ်ရာရှိခဲ့လို့မြိုင်ပကဖတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရစေ။မလ9ရက်နေ့မနေ့9:35မိနစ်လောက်ကစိတ်ဖြူမြို့နယ်ကပ္ပစ22ကနေတက်လာတယ်။အကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေဒီနှစီးကိုမြိုင်ပေါပကဖစုဖွဲ့မှုတပ်ဖွဲ့တွေက point 5တွင်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီခိုင်မို့အတွဲမှာဆက်တက်လေတီမောင်းနေနေတယ်။အကြမ်းဖက်တပ်သားတအူးဟာပေါင်မှာကြည်ထိမှန်သွားပြီး ပြင်းထန်ဒဏ်ရာရှိခဲ့ပြီးအဲ့ဒီထိခိုက်ဒဏ်ရာဟာပြင်းထန်တာကြောင့်ဖြတ်တောက်ရမှာဖြစ်တယ်လို့လည်းအတွင်းသတင်းရသိရကြောင်းမြန်ပတ်ကဖကပြောပါရယ်အဲ့လိုပြစ်ခတ်တက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာဆက်တက်လေထီတစည်းကဆက်လက်တွင်နဲ့ပြန်လည်ပြစ်ခတ်ပြီးကြံတစည်းကတော့ကင်းထောက်တဲ့ပုံစံနဲ့ပြန်ဝဲပြီးဆက်လက်ပြန်တန်းခြင်းမရှိတော့ပဲကောက်ပါစာ22အတွင်းကိုပြန်လည်ဆင်းသက်သွားတယ်လို့လည်းသိရပါရယ်ပြည်သူတွေအနေနဲ့အကြက်ဖက်စစ်တပ်ရဲ့အန္တရာယ်ပေးနိုင်တဲ့လေကြောင်းအန္တရာယ်ကို အတိတ်တတိရှိကြဖို့မြိုင်ပကဖကအတိပေးနှိုးဆော်ထားပါရဲ့ရှင်။ ီတစ်ခါမှာတော့တလင်းတိုင်တန်းဒဝဲမြို့ကနေစစ်မှုထမ်းတသားတစ်တွေတင်ဆောင်လာတဲ့ကွန်တိန်နာတင်မော့ကိုကြားဖြတ်တိုက်ခိုက်ရာကနေစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့လောင်ရုံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပြန်ကြားတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ္တကိုပြောပါရတယ်။မလ၄ရက်နေ့ညနေ၄နာရီခွဲလောက်ကဒဝဲမြို့ကနေဒဝဲမြစ်ကြောင်းတိုင်းကွန်တိန်နာတင်မော့နဲ့ဆုံဆင်းလာတဲ့စစ်မှုထမ်းတင်နန်းစင်တပ်သားတစ်တွေပို့ဆောင်ဖို့လိုက်ပါလာတဲ့အကြမ်းဖက်တပ်သားတွေကို တော်လဲတဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲတကယ်မို့တွဲမှာအကြက်ဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်ပြီးအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ရဲဘော်ရှဲတို့ကပြောပါတယ်။တဝယ်မြစ်ကြောင်းတွင်ရေကြောင်းအုံပြူသွာလာနေတဲ့အကြက်ဖက်တပ်သားတွေကို အချိန်မရွေး နေရမြေပြစ်ပတ်ထားချိန်မုံတိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကအသိပေးပြောဆိုထားပါတယ်။အဲအရာကြောင့်ဒဝဲမြစ်ချောင်းအတွင်သွာလာလှုပ်ရှားနေတဲ့တံငါတွေနဲ့ငါးဖန်ဆက်လေတွေအနေနဲ့လည်းအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တာအကြမ်းဖက်တပ်သားတွေကိုတင်ဆောင်သွာလာရရင်ပြုလုပ်ကြရန်အတွက်လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကအထူးသတိပေးပြောဆိုထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့တက်အွှေ့ပြောင်းအတွက်ဖြစ်စေစစ်ကူပို့တာအတွက်ဖြစ်စေစစ်ကောင်စီတပ်သားတွေကို တင်ဆောင်သွားလာရင်ပြစ်မှတ်ထားတိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့လည်းလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပါရရှင်ဒီတစ်ခါမှာတော့စကိုင်းတိုင်းရွှေဘိုရေဦးလမ်းပိုင်းမှာရိတ်ခါထုတ်ပြီးပြန်လာတယ် ဖြူစောထီးကြုံဝင်လိုက်ပါလာတဲ့ကားကိုတိုက်ခတ်ရမှာကားတစ်စီးကိုတင်းဆက်ရရှိပြီးမီးရှို့ရှင်းလင်းခဲ့လို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါရယ်မလ9ရက်နေ့ကပယံရွာဖြူစောထီးကြုံဝင်ဟာရွှေဘုံမြို့ကိုသွားရောက်က ရိတ်ခါထုတ်ပြီးပြန်လာစဉ်တွင်တော်လန်တပ်ဖွဲ့ဝင်တွေကရွှေဘိုရေဦးလမ်းပိုင်းအရောက်မှာစီးကျိုတက်ခတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲတက်ခတ်မှုတွင်းမှာကားပေါ်လိုက်ပါလာတဲ့ပူစောထီတွေအထိခိုက်များပြီးသူတို့စင်းနှင်းလာတဲ့ကားကိုလမ်းဘေးမှာဆွတ်ပစ်ကာထွက်ပြေးသွားတာဖြစ်ပြီးကားမှလည်းတက်စီးသွားတာကြောင့်ရွှေပြောင်းနိုင်ဖို့မလွယ်ကူတာကြောင့်မှန်တမ်းတွေရောက်ကမီးရှို့ရှင်းလင်းခဲ့လို့လည်းသိရှိရပါတယ်။အဲတကဲမှုတွင်းမှာကာကွယ်တပ်ဖွဲ့ဘက်ကရဲဘော်တို့ဟာမိုင်းနှင်းမိပြီးအပြင်းထန်ထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ထိုင်းနိုင်ငံကကြနာပူရီမှာတရားဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား29ဦးကိုဖမ်းဆီးရရှိတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းမြစ်တွေစီကနေသိရှိရပါဗါးမလ၄ရက်နေ့ကထိုင်းနိုင်ငံအတွင်းကိုတရားဝင်လမ်းကြောင်းကနေတဆင့် ဝင်ရောက်လာကြတဲ့မြန်မာနိုင်ငံသား29ကိုဖမ်းဆီးရရှိတာဖြစ်ပြီးဖမ်းဆီးရရှိတဲ့လူငယ်တွေဟာအသက်18နှစ်ကနေအသက်40နှစ်အတွင်းလူငယ်တွေဖြစ်နေတယ်လို့လည်းသိရပါဗျ။လက်တလုံးမှာမြန်မာနိုင်ငံအတွင်းစစ်ကောင်စီကစစ်မှုထမ်းခိုင်းဖို့အတွက်လူငယ်တွေကိုအရမပေါ်တာဆွဲ ဖန်ဆင်းမှုတွေကိုတောက်လျှောက်လှုပ်ဆောင်နေတာကြောင့်လူငယ်တွေဟာပြည်ပနိုင်ငံတွေကိုထွက်ခွာဖို့ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။တရားဝင် လေးစိတ်ကနေတစင်ထွက်ခွာဖို့မှာလည်းစစ်ကောင်စီက PJ နိုင်ငံကူလက်မှတ် PV နိုင်ငံကူလက်မှတ်နဲ့ပြည်ပထွက်ခွာမှုတွေကိုစစ်ကောင်စီကတင်းကျပ်စစ်စစ်ပိတ်ပင်နေရတယ်လို့လည်းသိရှိရပါတယ်။အဲဒါကြောင့်တရားဝင်လမ်းကြောင်းတွေကနေအိမ်နေချင်းတိုင်းပြည်တွေကိုတင်းရှောင်တာတွေများပြားလာတာလည်းဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရေကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျမများပါ